ကဲသမီးနေနေဖိနေနေမလားဒီကရှိပြန်ဝင်လာလက်ခံလားတိုင်းပေါ်လို့ကြောက်ဖြစ်ပါမှာဖြစ်ပါမှာ။အော်။အောင်ဖို့မအားနဲ့။သူ့ကိုရှာကျွေးပါတဲ့။သူကမျက်လုံးမကောင်းဘူးတဲ့။တမီးကိုသူလက်မလွတ်နိုင်ဘူးဟုတ်တလား။ဟုတ်ကဲ့ဆောင်းပါဘူး။သူ့။မင်္ဂလာပါဗျာ။ ကွီဇော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မိဘဂျေဇူးမြင့်မို့ဦးဆိုတာမှန်ရဲ့လားဆိုတော့ဗီဒီယိုဖိုင်လေးတွေတချို့ကြည့်အောင်အဲ့တော့ကျွန်တော်တို့ငငယ်လေးတွေကအနန္တအနန္တ၅ပါးထဲမှာမိဘကိုထည့်ပြီးတော့ကြော့ကြတယ်ကိုးကွယ်ကြတယ်ယုံကြည်ကြတယ်ဒါပေမဲ့အနန္တအနန္တ၅ပါးထဲမှာပါတဲ့မိဘတွေကတကယ်ကိုသာသမီတိအပေါ်မှာ တာဝန်ကျေးရလားတကယ်ကောသာသမီတွေရဲ့မိဘကျေးဇူးမြင့်မှုဦးတကယ်ဖြစ်ရလားအဲ့တော့မေကွန်းထုတ်เสียဗီဒီယိုဖိုင်လေးတွေကိုအတူတူကြည့်ပါမယ်ဒီနေ့ reaction လုတ်ပေးခြင်းတဲ့အကြောင်းအရာလေးကအဲ့ဒီကိစ္စပါကျွန်တော်နဲ့အတူတူပြီးဆုံးအောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်အရင်ဦးဆုံးဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြမယ်ဟိုမူရင်းသားကလေးတယောက်ဒီအမေကလည်းသူတို့အဆင်ပြေဆိုတော့ ကျွန်တော်တို့ရောက်ခေါ်တော့ဖြစ်ပါတယ်လေမနေ့ရှိရောမနေ့ရမှမွေရအောင်စီမနေ့ရမှမွေရဟာကူလေးလိုပဲမနေ့ရမှမွေရဟောက်ကြလေးမင်းကလေးအဲ့တော့ဟိုဟိုဘလို့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 ဖြစ်ညမအခက်ခဲဖြစ်တော့တာနော်ဟိုကလေးကိုကိုယ်ကတော့မနေ့မှန်တာဆုံးဟောမတရားဆုံးဟော အဆင်ပြေဘောနော်ဘာလောက်ကင်သရုံညီမနော်ဟိုမှာတကယ်မျိုးဆိုင်ရပါလားအော်အဆင်ပြေဘောနော်ဟိုမှာလေပီပီတာမျိုးမဟုတ်ပဲနဲ့လေဟိုညီမတို့ဘက်ကလည်းတက်နိုင်တယ်လားဟိုနင်းလေးထောက်ပတ်ပေးမယ်ဘယ်လိုပြောမလဲဒီကလေးတော့မွေးစရိတ်လေးထောက်ပတ်ပေးမယ်ဆိုရင်မလို့ရှင်ဘူးလားကလေးကိုအဲ့လိုမျိုးနှိုးလေးပါနေတိုက်ပြီးတော့ဟိုနင်းဖြစ်ရအောင်လို့လေမွေးစရိတ်လေးပါနေထောက်ပတ်မယ်ဆိုရင်ရော အဆင်မပြေနိုင်ဘူးလားဘာဒီအတိုင်းနဲ့ပေးပဲပေးဟိုဖြစ်နေတာပေးပဲပေးနေတာတန်ရွေးစစ်ဖြစ်နိုင်တယ်ပေါ့ခလေးအမအဲဟုတ်တယ်။ဟုတ်သားလေအဲမမအိမ်မမူးရလား။ဟုတ်ဆရာမဆီမမူးရမူး။ကောက်ကောက်သီးတို့ထိုးထားတယ်နော်။မူးဘာဘာထိုးမူးပြီးကျင်။စီုံစီကတော့ပြရမယ်။အမအမနားပါ နော်ဒီပိုင်းရတိုက်ထားပြီ။ဟုတ်ကဲ့တော့တိုင်။စိတ်မကောင်းကျွန်တော်တို့နိုင်ငံမှာဒါမျိုးဖြစ်ပျက်တွေအများကြီးပဲ။ခလေးကိုမွေးတယ်မလို့ကျင်တော့ဘူးတဲ့။အဲ့တော့ပရာဟိတအကိုကြီးအမတွေကလည်းကုညီပေးပါမယ်။ ဆက်ပြီးတော့ပြည်သူစောင့်ရှောက်ပါဆိုတာတောင်မှမရတော့အဲ့တော့ဘလို့မိပါလဲအဲ့တော့ကျွန်တော်တို့နိုင်ငံမှာတချို့ရိုးဆွဲနေတဲ့ကိစ္စတွေကအလုံးစုံမမှန်ဘူးဆိုတာကိုကျွန်တော်ဒီရီယရှင်မှာထောက်ပြခြင်းနဲ့ဗျအဲ့တော့မိဘတိုင်းတာဝန်မကျေသလို သားသမီးတိုင်းကလည်းတာဝန်မကျေပါဘူးဒါကတော့လူတွေဖြစ်နေတဲ့အတွက်ဒါသဘာဝပဲဗျအဲ့ဒီအပေါ်မှာကျွန်တော်တို့ကိုဆုံးမခဲ့တဲ့ မိဘတွေကရောကျွန်တော်တို့ဘာသာရေးဖုန်ကြီးတွေကျွန်တော်တို့ဆရာသမားတွေကအစအဲ့တော့မိဘဆိုတာကဘလို့ပဲဖြစ်ဖြစ်မွေးလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ကိုမွေးဖွားပေးလိုက်ပြီဆိုတာတခုတည်းနဲ့ဆက်လို့မကုန်တဲ့ဂျေဇူးတရားတွေဖြစ်သွားတယ်ဆိုတော့ကိစ္စကနည်းနည်းတော့တန်နေရရှိစရာအမြဲတမ်းတန်သမီတိုင်းအတွက်မှန်မနေဘူးဆိုတာကိုတော့ကျွန်တော်ပြောချင်တယ်။တချို့မိဘတွေကယူရချက်ရှိရှိကလေးကိုမွေးပြီးတော့ခိုင်းစားခြင်းနဲ့မိဘတွေရှိတယ်ဗျ။ တချို့ကျတော့လေကိုယ့်ရဲ့အာဒီတအရာ မွေးဖွားပြီးတော့ပြစ်စလက်ခတ်လုတ်ပြတဲ့မိဘတွေလည်းအများကြီးပဲအဲ့တော့ကိုယ့်ကို လုံလောကတဲကိုရောက်အောင်ပို့ပေးတာတခုတည်းနဲ့မိဘဂျေဇူးမြင့်မှုဦးဖြစ်သွားတယ်ဆိုတာကတော့တိတ်တဘာဝမကြောက်ကျွန်တော်တော့ဒါလိုမျိုးပဲထင်တယ်အဲ့တော့ဒီဗီဒီယိုဖိုင်ထဲမှာလည်းအဲ့ဒီအတိုင်းပဲအဲ့တော့ဘီနာကကုညီမဲ့သူရှိတာတော့မှဘာဖြစ်လို့ကိုယ်မွေးထားတဲ့သားသမီးကိုတာဝန်မယူချင်တာလဲ အခုမှလူလောကထဲရောက်လာတာရပ်ပိုင်းပဲရှိသေးတယ်။ဆက်ကြည့်ပါဦးမယ်။ကလေးရောနော်ခေါ်လာခဲ့လိုက်ပါပြီဗျ။အဲတမိကောင်းမောင်းအင်းလေမိပါလေအရင်ကြီးတော့အဆင်ပြေဘူးပေါ့နော်ဖြစ်ဖြစ်ဖြစ်တယ်ပေါ့ တော့မင်းတော့မင်းမအဲ့တော့မိဘရင်းကိုယ်တိုင်ကမမွေးနိုင်ဘူးဆိုတော့ပရိတ်တလုတ်တဲ့သူတွေကခေါ်ဝါပြီးတော့မွေးပေးရတဲ့အဖြစ်အဲ့တော့တချို့ကလာပြောဦးမယ်ဗျာ तू လဲမလုတ်နိုင်လို့ तू လဲမကြွေးမွေးနိုင်တော့လို့ဒီလိုမျိုးပေးရတာပါတကယ်တော့စိတ်ထဲမှာတော့စိတ်မကောင်းဓာရီကလေ တော်သင့်ပြီကျွန်တော်တို့နိုင်ငံမှာဓာရီတော်သင့်ပြီဗျအဲလက်တွေ့ဆန်သင့်ပြီသိလားအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေမိဘမဲ့ခေရီလေအများကြီးဖြစ်နေပြီဗျအ တိလားတာသမီးကိုမွေးပြီးတော့မကြွေးနိုင်မမွေးနိုင်တန်ရောစီမရှိ စွန့်ပစ်တဲ့မိဘတွေသူများကို ပေးပစ်တဲ့မိဘတွေအများကြီးပဲအဲ့ဒါကြောင့်လဲကျွန်တော်တို့နိုင်ငံမှာအများဆုံးကမိဘမဲ့ခေရတယ်ထိုင်နေဝေသွားကြည့်ကြည့်အများကြီးပုံမလိုပေါ့အဲ့တော့ဗမ်းမဆိုင်ညာမဆိုင်ဆရာတော်တွေရပါထပြီးတော့မိဘမဲ့ကြောင်းနေမိဘမဲ့ခေရတွေပွင့်ပြီးတော့ကလေးတွေကိုပြုစုစောင့်ရှောက်နေရတယ် ကျွန်တော်နိုင်ငံမှာဘလောက်များလဲမိပါမယ်ကလေးတွေစဉ်းစားကြည့်မတက်တာလို့သာပေးရတာပါဆိုတဲ့ဂျင်းစကားတွေကို ထားခဲ့လိုက်တော့ဗျာသိလားအဲ့တော့မိဘဂျေဇူးမြင့်မို့ဦးဆိုတဲ့ကိစ္စကတာသမီတိုင်းအတွက်မှန်မနေဘူးဆိုတာတော့သိကြနေပြီအဲ့တော့တချို့မိဘတွေကြတော့လဲကိုမွေးထားတဲ့တာသမီလေးကို မထိရမတို့ရမကန်ရခြင်လေးရင်လေးကြိုက်မှာအစစိုးထိတ်တဲ့မိဘတွေရှိတယ်လို့ကျွန်တော်တို့နိုင်ငံမှာ အခြေအနေတရက်အရာမဟုတ်ဖဲနဲ့တန်ရုံးစင်မရှိလို့လူမဆန်လို့စွန့်ပြစ်တဲ့မိဘတွေလည်းအများကြီးပါအဲ့တော့ပရိဟိတညီကိုတွေကကူညီပြီးတော့စောင့်ရှောက်ပေးရတာပေါ့အဲ့တော့ဒီလောက်တောင်မှပဲကိုသားသမီးပေါ်မှာတန်ရုံးစင်မရှိရလားပရိဟိတညီကိုတွေကကူညီပေးပါမယ်ဆိုတာတောင်မှပဲကိုသားသမီးကိုမမွေးကျင်တော့တဲ့အထီးဖြစ်ကိုသားသမီးကိုလူလားမြောက်တဲ့အထီးပြုစုပြိုးထောင်နိုင်တဲ့တတ္တိမရှိတဲ့မိခင်မျိုးတွေလည်းအများကြီးပါ အဲ့တော့ဒါကလူမဆန်တာဗျာတော့လူမဆန်လို့တလိမ့်ဆန်နဲ့တူလားဆိုတော့တလိမ့်ဆန်နဲ့နှိုင်းဖို့တော့မှတလိမ့်ဆန်နေသွားကြည့်ကိုသားသမီးကိုပြစ်ပယ်တဲ့တလိမ့်ဆန်ဆိုတာခက်ရှားရှားဗျာသိလားတလိမ့်ဆန်နေတော့မှ ကိုမွေးတဲ့သားသမီးကိုပြူးစုဆောင်းရှောက်ရခေါင်းမှန်သိတယ်အန်ဒီရဲ့ကာကွယ်ရခေါင်းမှန်သိတယ်ဗျာတလိမ့်ဆန်နေတော့မှနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုဆက်ပြမယ်ပြောနေမယ်ပြောနေအဲ့ဒါဘယ်လောက်လဲ5နှစ်5နှစ်ရောက်ဒီမျိုးရောက်လာတာဘယ်နှစ်ရှိပြီလဲ5နှစ် နနေ့စီပြီးဘယ်ကနေရောက်လာလဲရန်ကုန်ကရောက်လာရန်ကုန်ကဘယ်သူနဲ့နေတာလဲရန်ကုန်မှာအမေလာပို့တာလားမြောက်ဦးတီကိုအမေဘယ်ကိုလာပို့တာလဲမြောက်ဦးကိုလာပို့ညမြောက်ဦးတီဘယ်နေရာကိုလာပို့တာလဲဘာမဆက်ရုံမှာလာပို့တာလားတတိကိုလာပို့တာဘယ်နှစ်ကြာပါလဲနှစ်ကြာပါနှစ်ကြာပြီ73နှစ်ရွယ်ကလေးလာပို့တာလားဩော် တမိလွန်ခဲ့တဲ့6လတုန်းကတော့မတကြေမဆက်ယုံကနေပြီးတော့ထွက်ပြေးလာခဲ့တယ်ဘာဖြစ်လို့လဲမနေချင်လို့လားအခုတခါထွက်ပြေးရယ်ပထမတကြေလွန်ခဲ့တဲ့6လတုန်းကအမှတ်လေးယုံကနေပြီးတော့တမိကိုကဲကူညီလာတယ်နော်အခုဦးစီကိုရောက်လာတယ်နော်အာအခုဘယ်ကိုကြွားချင်တာတမိကအဖွားရှင်နေရဟိုင်းကျွန်းပါဟိုင်းကျုံပင်နေရလေ။အာကျောင်းကြီးပါ။ကျောင်းကြီးပါ။ဟိုင်းကျုံမြို့နယ်။ဟုတ်။အာ ဟုတ်လားတမီးရမေရတမီးကိုအဲ့မှာတက်ခေါ်လာခဲ့တာလားဟုတ်အဖွားလည်းတူတူနေလာတယ်တမီးရရင်တော့ဟုတ်လားတမီးတို့မှလည်းမပဲနေရစီလေ၃ယောက်ရှိ၃ယောက်၃ယောက်တော့အဖွားလည်းတူတူနေလာတာမဟုတ်ပါဘူးဟုတ်ဟုတ်လားငယ်ဆုံးကအဲ့မှာတူခေါ်တာဟုတ်လားအဲ့တမီးအောက်ကတမီးအကြီးဆုံးလားဟုတ်တမီးအောက်ကတယောက်ရောမင်းကမွေးကြောက်ပြီလေတခြားတယောက်မွေးကြောက်ဖို့ပြလိုက်တယ်တမီးကိုကြားတော့မဆက်ရုံမှာမွေးကြောက်ဖို့အမေကပြလိုက်တယ်မွေးကြောက်မို့တော်လို့လား အလုတ်လာတွင်းလာပြီလာတွင်းပေးထားတာလားဟုတ်ဟောတမီးကိုတန်းစင်းရေးတွေပါလေပဲခါရသေးတယ်ကျန်တာတော့ဘာမှမခါဘူးဒါတမီးနေမပြောဘူးလားမျိုးဟောနေမပြောလို့ထွက်ပြေးတာနှစ်ကြိမ်စီးပြီနော်ဟောအခုခဏတော့ပြောတယ်ဟိုင်းကြီးကျွန်းကြောက်ကူကျေးရွာကိုအဖားအဖားစီလို့ပြန်ကျင်တယ်အဲ့မျိုးလားဟုတ်အာဟမ်အာဦးဆက်တယ်ပေးကြည့်ကြည့်မနော် လားဒီနှစ်နှစ်လောက်လောက်အလောက်လောက်တာတမျိုးဘာမှဟိုဘယ်လိုမဲ့လာတာဒီမပေးဘူးပေါ့ဟုတ်ပေးဩလောက်ခံရတယ်ဩဟိုတခါရောက်ကြရင်လည်းဘာမှမခံဘူးနော်ဟုတ်ဩတော်သေးတာပေါ့အဲ့ဒါအယူတမီးထွက်လာလာမြန်လို့နော်ဟေးအဲ့လိုမျိုးအဲရပြီရပြီနော်အဲ့ဒီတော့တချို့မိဘတွေကမွေးကလေးကဆွန့်ပစ်လိုက်ကြတယ်မွေးကလေးကသူများကို ပေးလိုက်ကြတယ် တချို့ကြတော့ခိုင်းစားဖို့တက်တက်မွေးကြတယ်။တချို့မိဘတွေသားသမီးကို မွေးတာခိုင်းစားဖို့အရွယ်မရောက်သေးတဲ့ကလေးကိုမဆက်ကိုပို့ပြီးခိုင်းစားတဲ့အမေမျိုးဒီဗီဒီယိုဖိုင်မှာအဲ့တော့ကောင်မလေးကဘယ်နေချင်းမှလဲဗျာအရွယ်မရောက်သေးတဲ့အချိန်တချို့မိဘတွေကကိုသားသမီးအရွယ်မရောက်သေးတဲ့ကလေးတတလေးကိုစီဝါရေးအဆင်မပြေလို့ဒုက္ခရောက်လို့ဆိုပြီးတော့ကလေးတွေကိုခိုင်းစားရတာဗျာ ဒီကလေးမလေးဆိုတာမာဆက်ကိုရောင်းစားခံတချို့ကအလုတ်ငငယ်ရွယ်ရွယ်နဲ့အလုတ်မလုတ်တဲ့နဲ့အရွယ်မှာလှုပ်တုပ်ဖို့အတွက်ခိုင်းစားတယ်တချို့ကသူများနိုင်ငံကိုရောင်းစားတယ်တချို့မိဘတွေကိုတိုင်ရောင်းစားတာတချို့ကအရွယ်နဲ့မမျှအောင်လမ်းဘေးမှာတောင်းစားနေရတယ်အရွယ်နဲ့မမျှအောင်ပတ်စံရှာနေကြရတယ်ကျွန်တော်တို့နိုင်ငံမှာအသက်မပြည့်သေးတဲ့ကလေးအလုတ်သမားတွေအများကြီးပဲအဲ့တော့မိဘတိုင်းဟာတာသမီတိုင်းအတွက် င်မတန်ကျေးဇူးကြီးမားပါတယ်ဆိုတဲ့ခြင်းကိုတိတ်မထည့်တင်တော့ဘူးဗျ။ဘယ်လိုရအောင်။တရားတုံးတောင်း။ဘာဖြစ်လို့လဲဆိုတော့မိဘတွေဘာလုံးလုံးအဆင်ပြေတယ်မိဘတွေဘာလုံးလုံးပြန်မပြောရဘူးတီးခံရမယ်မိဘတွေကိုလှုပ်ကျွေးရမယ်ဆိုတဲ့ခြင်းကကျွန်တော်တို့ကလေးလေးတွေဘဝနှင်မွန်းသွားတာအများကြီးပဲသူများနိုင်ငံမှာလှုပ်လှုပ်နေတဲ့ကျွန်တော်တို့ညီကိုတွေလည်းအဲ့လိုပဲ တစ်ချိန်လုံးကျွင်းလို့နော်လို့ရုံးကန်ပြီးတော့မိဘကိုကျေးဇူးဆက်နေတာမပြီးတော့ဒီမှာမိဘတွေကနှလုံးညှို့ဘဝတွေပြက်ပောက်ခရရေလို့ရက်တီတော့အဲ့တော့မိဘတွေကိုယ်တိုင်ကလည်းကိုကိုယ်တိုင်ရက်တီနိုင်ဖို့လဲစူးစမ်းဖို့လိုတယ်တာသမီဆိုတာကခိုင်းစားဖို့မဟုတ်ဘူးဗျကျွန်တော်တို့နိုင်ငံမှာအဲ့ပြဿနာအဲ့တော့ကလေးလေးတွေကအရွယ်နဲ့မမျှတဲ့အချိန်မှာပဲမိဘကိုလှုပ်ကျွေးနေရပြီအဲ့တော့ပညာမတင်ရဘူး ခလေးဘဝကိုပျော်ပျော်ရွှင်ရွှင်မဖြတ်တမ်းရဘူးမိဘကိုလှုပ်ကြွေးဖို့တတ်တတ်ကြီးလူဖြစ်လာကြရတယ်အဲ့တော့ကိုသားသမီးကိုတန်ဖိုးမတားဟိုပေးဒီပေးဟိုလှုပ်ခိုင်းဒီလှုပ်ခိုင်းသူများအနိုင်ချင်းခံရကျွန်တော်တို့နိုင်ငံကမိဘတွေတဲမှာမွေးမွေးချင်းစွန့်ပစ်တဲ့မိဘနဲ့ခိုင်းစားဖို့အတွက်မွေးတဲ့မိဘနှမျိုးနှစားရှိနေတယ်တချို့မိဘတွေကိုကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်မိဘတိုင်းကိုကျွန်တော်မဆိုလိုဘူး မိဘဂျေဇူးမြို့မို့ဦးဆိုတဲ့စကားလုံးနဲ့မကိုက်ညီတဲ့မိဘတွေကိုကျွန်တော်ပြောချင်းဖြစ်ပါတယ်နော်ဟောဒါကိုတော့ကျွန်တော်တေချာပြောပါတယ်တာသမီးကြီးအပေါ်မှာတကယ်တမ်းတာဝန်ကျေတဲ့တကယ်တမ်းမေတ္တာရှိတဲ့တကယ်တမ်းတာဝန်ယူတတ်တဲ့မိဘတွေအင်မတန်ကိုရှားလာနေတာကိုကျွန်တော်ထောက်ပြချင်တာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာမိဘမဲ့ဂေဟာတွေမှုလို့ပေါက်နေတာအားလုံးလည်းသိကြမှာပါတော်တော်များများဖြစ်နေတာ အဲ့တော့ငါတို့နိုင်ငံကဆင်းရဲတာပဲကွာဒါတွေတော့ရှိရင်ဆင်းရဲတာတခုတည်းနဲ့ဒါတွေဖြစ်လာတယ်ဆိုတာကအကြောင်းပြချက်တသက်ပဲဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ထောက်ပြချင်တာက ကျွန်တော်တို့နိုင်ငံမှာမိဘမဲ့ဂေဟာတွေများလာခြင်းနဲ့မိဘကျေးဇူးမြင့်မို့ဦးဆိုတဲ့ဂျင်းကိစ္စကိုကျွန်တော်မိမောင်းထိုးပြချင်တာပါအဲ့တော့ကျွန်တော်တို့နိုင်ငံမှာရွေမြောက်သေးတဲ့ကလေးတွေလုပ်ငန်းခွင်တွေမှာလှုပ်လှုပ်နေကြရပြီးလမ်းပေါ်မှာတောင်းဆားနေကြရပြီးအရွယ်မတိုင်ခင်ဘဝတွေပြတ်နေကြပြီး မိဘတွေကိုယ်တိုင်ကရောင်းစားတဲ့မိဘတွေကိုယ်တိုင်က တောင်းစားခိုင်းတယ်မိဘတွေကိုယ်တိုင်ကအလုတ်လုတ်ခိုင်းတယ်အဲ့တော့ကလေးကိုမကြွေးနိုင်မမွေးနိုင်ပဲနဲ့မွေးတယ်ပြီးတော့စွန့်ပစ်တယ်အဲ့တော့တချို့သားသမီးလေးတွေကမိဘကြောင့်ဘဝပြတ်သွားတဲ့ကလေးတွေမိဘကြောင့်ဒုက္ခရောက်သွားတဲ့သားသမီးတွေမိဘကြောင့်နစ်မွန်းသွားရတဲ့သားသမီးတွေအများကြီးကျွန်တော်တို့နိုင်ငံမှာရှိတယ်အဲ့တော့မိဘကျေးဇူးမြတ်မို့ဦးဆိုတဲ့ဇာတ်ကားကသူတို့အတွက်မှန်မနေဘူးဗျအနေတိုင်းမတော့ရလည်းမနေနိုင်ဘူးလား ဟဲ့တော့ဟဲ့အမလေးဦးရမနှမ်းပြစီတယ်အမလေးဦးချက်ချောက်ကနေဟောအော်ကားလဲမနှမ်းရမယ်ချစ်တာဘာလို့ရှိလဲတမီးနေမေးတောက်လားမတောက်လားရှေ့တော့အမပွားစီပွားစီနဲ့ကျွန်မပြောတယ်နာနောက်ကကဲတမီးနေမိမင်းနဲ့နေမလားဒီကရှိပြန်ဝင်လားလာရှိဘူးလက်ခံလားဟောလက်ခံတော့ဘူးတိုင်းတော်လေးတော့ဘာမှမဖြစ်ဘူးအော် ောင်ဖို့မအားနဲ့သူ့ကိုရှာကျွေးပါတဲ့သူကမျက်လုံးမကောင်းဘူးတဲ့သမီးကို तू လက်မလွတ်နိုင်ဘူးဟုတ်သလားအဲ့တော့မိဘတွေကဘာလုံးလို့တောင်သမီးတွေက ရှာကျွေးရမှာပဲပြုစုစောင့်ရှောက်ရမှာပဲမိဘဆိုတာတာသမီးတွေအတွက်အဖိုးမဖြတ်နိုင်တဲ့ယတနာပဲအဲ့လိုနဲ့ရောထွေးလုံးချလိုက်လို့ဘဝပြတ်သွားကြတာတွေများကုန်ပါပြီဗျာလမ်းပေါ်မှာလည်းကလေးတွေဒုက္ခရောက်တာတွေများကုန်ပါပြီ ဲတော့ဒါတွေကအမြင်နဲ့မှန်မနေဘူးဆိုတဲ့အကြောင်းကိုဒီ reaction လေးမှာထောက်ပြခြင်းပါတယ်အဲတော့မိဘတွေလည်းမကြွေးနိုင်မမွေးနိုင်လို့ရှိရင်တာသမီတွေကိုမမွေးပါနဲ့တချို့တွေကပညာမတက်လို့အသိပညာမကျွယ်ဝလို့တာသမီတွေကိုဆွတ်ပြီးတော့မွေးကြတယ်အဲတော့တာသမီတွေကိုဇက်တိုက်မွေးကြတယ်ဒါတွေကိုလည်းအဲတော့ပညာပေးအနေနဲ့56ဘုတ်ကိစ္စတွေကိုအင်တိုက်အားတိုက်လှုပ်တင်ပါတယ်ပြီးတော့ကလေးသူငယ်ပြုစုစောက်ရှောက်ရေးတွေလူကုန်ကူးမှုတွေဓာတ်တွေကိုလည်းပို့ပို့ပြီးတော့ ဆောင်းပေးပြီးတော့လုံးတင်ပါတယ်အဲ့တော့ကြိုက်သလိုမွေးကြကြိုက်သလိုစွန့်ပြစ်ကြပရာဟိတတွေရှိတာပဲဆိုပြီးကောက်တင်းကောက်သလိုတယောက်ဖြစ်တယောက်လိုက်ကောက်နေလို့တော့ကျွန်တော်နိုင်ငံကပိုဆိုးလာစရာအကြောင်းပဲရှိပါတယ်အဲ့တော့ဒီနေ့မှာတော့မိဘကျေးဇူးမြင့်မို့ဦးဆိုတာတာသမီတိုင်းအတွက်မမှန်ဘူးဆိုတာလေးကိုတင်ပြခြင်းပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်တာများရှိရင်လည်း comment မှာပြောသွားပေးခဲ့လို့ရပါတယ်ဒါကတော့ကျွန်တော်တူဦးတယောက်တည်းအမြင်သာဖြစ်ပါတယ်ဒီနေ့တော့တော့ဒီလောက်ပါပဲကျွန်တော်ကွီးစော်ပါကျေးဇူးတင်ပါတယ်